ရန်နာဘုံရန်ကုန်ပွဲမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေအတွက်နှစ်ဖက်အသင်းတွေကိုစီကံထိန်သိမ်းကော်မတီကပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ဒီပြစ်ဒဏ်တွေအပေါ်နှစ်ဖက်အသင်းတာဝန်ရှိသူတွေကအမြင်မတူပဲအငင်းပွားမှုတွေဖြစ်နေပါတယ်။သူတို့ဘာတွေပြောနေသလဲဆိုတာကိုတော့သတင်းနောက်ရွှေဘုတ်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရည်ရနာဘုံနဲ့ရန်ကုန်ပွဲမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေအတွက်နှစ်ဖက်အသင်းတွေကိုဘောလုံးဖွဲ့ချုပ်စီကံထိန်သိမ်းကော်မတီကပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ် အဲ့ဒီပြစ်ဒဏ်တွေအပေါ်မှာနှစ်ဖက်အသင်းကတာဝန်ရှိသူတွေအမြင်မတူဘဲအငင်းပွားမှုတွေဖြစ်နေပါတယ်။ရေဒနာဘုံအသင်းကိုချမှတ်ခဲ့တဲ့ဆယ်သိန်းပြစ်ဒဏ်ကနည်းတယ်လို့ရန်ကုန်အသင်းထွေထွေမန်နေဂျာဦးကျော်လင်းထွေကသူ့ရဲ့အမြင်ကိုပြောလိုက်ပါတယ်။ပြစ်ဒဏ်ချတယ်ဆိုတာကခုနကကျွန်တော်ပြောတဲ့ဒဏ်ကြီးရိုက်တာပတ်ဆံရရင်ဘာလို့နောက်တစ်ကြိမ်မဖြစ်အောင်ဟာဟုတ်သွားရည်ရတာဆိုတော့ဒီရွယ်ချက်ကိုအောင်မြင်မှုဆိုတော့သူတို့ရဲ့ပြစ်ဒဏ်ချမှတ်မှုအပိုင်းက ဒီချက်ပို့ပြီးတော့မှစနေတရနဲ့လုံးဆောင်လိုက်မယ်ဆိုတော့ဒါဒါမျိုးဖြစ်စဉ်တွေအမှတ်ဖြစ်တော့လို့ပြောလို့ရပါတယ်။အရင်တော့ကျွန်တော်2014မှာတစ်ချိန်ဖြစ်ခဲ့တယ်ပြောလာတော့။အဲ့တော့သူ့ကို15လိမ့်ချတယ်။အဲ့တော့ဒီအချိန်မှာသူကစက်သေးကိုပြန်ချတယ်။သူကပြစ်ဒဏ်ကတကယ်တမ်းဆိုရင်တော့ဟိုနောက်တစ်ချိန်ထပ်ဖောက်ရင်ဒါအရင်ပြစ်ဒဏ်ပေါ်ကိုလည်းထပ်ပြီးတော့မှကြီးသေးတဲ့ပြစ်ဒဏ်မျိုးပဲသူကဖြစ်တင်တယ်နော်။ဒါလေးကိုရဲဒနာဘုံနဲ့ရန်ကုန်အတွက်ချမှတ်ခဲ့တဲ့ပြစ်ဒဏ်တွေက ရေဒနာဘုံပြိသက်အချို့ရဲ့အပြုမူတွေကြောင့်အင်ရှင်ရေဒနာဘုံအသင်းကိုဒန်ဂျင်းငွေ10သိန်းရေဒနာဘုံနီးပြရီနီနဲ့ရန်ကုန်နီးပြဂျက်စစ်တို့ကဒန်ဂျင်းငွေ9သိန်းစီရန်ကုန်သင်းကစားသမားကြည်လင်းကိုအနည်းဆက်ဆုံးလိပွဲနှစ်ပွဲပွဲပယ်ပြစ်ဒဏ်နဲ့ဒန်ဂျင်းငွေ2သိန်းကိုချမှတ်ခဲ့တာပါဒီပြစ်ဒဏ်နေနဲ့ပတ်သက်ပြီးရေဒနာဘုံအသင်းထွေထွေမန်နေဂျာဦးအောင်ထွန်းဦးကလည်းခုလိုပြောပြပါဗျာပြိသက်တွေကကောင်းနေတာကြာပြီလေ nationality စတော့ပါဘူး မင်းပြိတဲ့ကောင်းနေမှာကြာပြီပဲဒါကကင်တွေတဲ့လူတွေညံ့လို့ဒီလမ်းကြောင်းပေါ်ပြန်ရောက်လာနောက်ကင်တွေတဲ့လူညံ့ရင်ဖတ်ရအောင်ပါမင်းပြိတဲ့ဆိုတာဘောလုံးကိုအရန်ကိုဆွဆွလာလာအပီးတယ်ပြိတဲ့ညမာအသေးကိုအပီးတာချိန်လိုက်ဘလောက်ကွာရဲစနာပုံသင်းနဲ့ရန်ကုန်သင်းတို့ဟာမြန်မာ National League မှာပြိုင်ဆိုင်မှုတွေပြင်းထန်နေကြပါတယ် ။ဒါကြောင့်သူတို့အသင်းအသင်းတွဲဆုံတဲ့ပွဲစဉ်တိုင်းမှာလည်းပြဿနာဖြစ်ပွားလေးရှိပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကရေဒနာဘုံအိမ်ခွင်းမှာရေဒနာဘုံအသင်းကဒံငွေ15သိန်းပြည့်တန်ချမှတ်ခံခဲ့ရဘူးပြီးရန်ကုန်အိမ်ခွင်းမှာတော့ရန်ကုန်အသင်းကဒံငွေ30အထိပြည့်တန်ချမှတ်ခံခဲ့ရဘူးပါလေ။